နေအိမ်အောက်ပါမချန်ရွှေတူးဖော်လာကြတဲ့အနံခမ်းရွာရွှေတူးဖော်ရမှာအုံပြူတဲ့ဆက်ညံတရားအုံပြူကားတွေကိုစစ်ကောင်စီလက်အောက်ခံပြူဟာမူးကိုလာတင်ကြီးပေးသွင်းလာပြီးဘတ်ဖိုးတစည်းကိုကြက်သိန်း94ရာခန့်ပေးရတယ်လို့ဒေသခံတွေကသိရှိရပါတယ်ရွာထဲမှာရွှေတူးဖော်ရဲ့ပုံစံကတော့လူနေအိမ်တွေကိုဆက်အိမ်တစုအထွက်ကလွတ်ကွက်တစ်ခုတန်မှာပါတယ်လွတ်ကွက်တစ်ခုကိုအနည်းဆုံးဘတ်ဖိုးတစည်းမှာ၃စည်းအထိအုံပြူကဆယ်ရက်မြတ်လုပ်ငန်းပြီးစီအောင်24နှစ်တူးဖော်ကြတာပါဖြစ်ပါတယ်သူတို့က24နှစ်တူးတာလေညဆိုလက်မနာဘူး ။ဘာကြောင့်လဲဆိုတော့တလဘလောက်ဆိုပြီးတော့ဘျူးကောင်ကိုပေးထားရတာလေ။တရနိုင်ရင်ရန်ရှုံတာလို့ဒေသခံတို့ကပြောပါတယ်။နန်ခမ်းကြီးရောမှာလေယာမြေတွေလူနေအိမ်တွေအပြင်ဘာသာရေးအဆောက်အဦတွေပါမကြံရွှေတူးဖော်နေကြပါတယ်။ရွှေတူးဖော်တဲ့ကုမ္ပဏီတွေကမြေပြန်နှိကအဆောက်အဦပြန်လဲတောက်ဆောက်ပေးပေးနဲ့မြေစည်းလွှာမရှိတော့တဲ့ကတော့တီးနန်ဆိုင်ပြောလို့မရတော့ပါဘူး။ရွှေတူးဖော်ပြီးတဲ့နေရာတွေမှာဓာတ်ထုအကျွန်းနဲ့ကြံနဲ့ကြောက်တုံးကြောက်ကလေးတွေသာကြံရက်ခဲ့ပြီးမြေစည်းလွှာတွေကရွှေသန်းတင်တဲ့လုပ်ငန်းစဉ်အပြအရင်နဲ့အတူမျောပါးကမြေချောင်းနဲ့ကိုရောက်ရှိကုန်ပါတယ်။ ြေစီလွာပျက်စီးသွားတာဟာစိုက်ပျိုရေးအတွက်အလွန်အကြီးကြီးတဲ့ပြဿနာတစ်ခုဖြစ်ပါတယ်။မြေစီလွာပြန်ဖြစ်ဖို့အတွက်သဘာဝအခြေအနေအရနှစ်30မှာ100အထိအချိန်ပြောင်းနေယူရပါတယ်။သဘာဝမြေစီလွာ10စင်မီတာဖွဲ့စီဖို့စန္ဒာနှစ်မှ30နှစ်အထိကြာနိုင်ပါတယ်။ရွှေတန်စင်တဲ့နေရာမှာအသုံးပြုတဲ့ဓာတုပစ္စည်းအကျဉ်းကျန်ဒီရောက်ဆန်စပါးတိနမင်တို့ရှင်းတန်ဖို့ခက်ခဲစေနိုင်ပါတယ်။